ွေဦးဒေါ်လာရဲ့တပိတ်ခေါင်းဆောင်တွေဆန္ဒပြတာကိုအားပေးထောက်ခံလို့ဆိုပြီးမန္တလေးဈေးကြိုအနီးကဈေးဆိုင်တွေကိုစေအုပ်စုကဒီဇင်ဘာလ၄ရက်မနေ့ညပိုင်းမှာဖြတ်စည်းပြစ်ခဲ့ပါတယ်။ဒီဇင်ဘာလ၃ရက်မနက်ပိုင်းကမန္တလေးမြို့ပေါ်ဈေးကြိုအနီးမှာတပိတ်ခေါင်းဆောင်တွေဖြစ်တဲ့ကိုတေစာဆန်းကိုနန်းလင်းကိုခန့်ဝေဖြိုးတို့ဦးဆောင်ပြီးဆန္ဒပြခဲ့တဲ့နောက်ရက်မှာပဲစေအုပ်စုကဆန္ဒပြခဲ့တဲ့နေရာတဝိုက်ကဈေးဆိုင်တွေကိုဖြတ်စည်းခဲ့တာပါ။ဆန္ဒပြခဲ့တဲ့လမ်းဘေးဝေးရောက်ကဈေးဆိုင်90ခန်းကို စစ်ကောင်စီကလူအင်အား200ကျော်သုံးပြီးညပိုင်းမှာဖျက်ဆီးဖယ်ရှားခဲ့တာလို့သိရပါတယ်။ပြုံးလင်စစ်တပ်ကတို့ကျောင်းစင်းပွဲကိုတက်ရောက်ဖို့အာနာသိန်းစစ်ကောင်ဆောင်ရောက်နေချိန်လုံခြုံရေးအထူးတင်းကျပ်ထားတဲ့မန္တလေးမြို့မှာတပိတ်ခေါင်းဆောင်တွေကဆီယာနာရှင်စနစ်တိုက်ဖျက်ရင်းနဲ့စစ်ကောင်စီရွေးကောက်ပွဲဆက်ကျင်ရင်းငင်းချမ်းစွာဆန္ဒပြခဲ့ကြတာပါမန္တလေးမြို့မှာစစ်ကောင်းဆောင်မင်းအောင်လှိုင်ခီးစဉ်ရှိလို့စစ်တပ်ကလုံခြုံရေးမြင့်ထားတဲ့အချိန်မှာပဲ ပြည်သူလူထုရဲ့ပေါဝင်ကူညီဆောက်ရှောက်မှုနဲ့တူပေါ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ကိုတေစာစန်းကအသိပေးပါတယ်။ဒါ့အပြင်လောင်မဲဒီဇင်ဘာလ10ရက်အပြည်ပြည်ဆိုင်ရာလူအခွင့်အရေးနေ့မှာတနိုင်ကလုံးလူထုတရံလုံးကအပြင်းမထွက်အတန်တိတ်တပိတ်ကြီး silent strike ဆင်နွှဲမယ်လို့တပိတ်ခေါင်းဆောင်တွေကအသိပေးထားပြီးဒီတွေပူးပေါင်းပါဝင်ကြဖို့လှုံ့ဆော်ထားပါတယ်။ဒီဇင်ဘာလ3ရက်ကတပိတ်ကောင်းဆောင်တွေဆန္ဒပြတာကိုအဲ့ဒီနေ့မနက်အစောပိုင်းမှာပဲစစ်တပ်ကအနာယီပိုင်းအတွင်အသိရှိသွားပြီ ဆန္ဒပြသူတွေကိုလာရောက်ဖမ်းဆီးပေမဲ့ဖမ်းဆီးနိုင်ခြင်းမရှိခဲ့တဲ့အတွက်ဈေးချုပ်အနီးဝန်းကျင်မှာဆဲဆိုချိန်ပေါင်းကြတယ်လို့ဒေသခံတွေကပြောပါတယ်ဆန္ဒပြသူတွေအားလုံးဘေးကင်းတယ်လို့ကိုတေစာစန်းကအတည်ပြုထားတာပါအဲ့ဒီဆန္ဒပြပွဲမှာတပိတ်ခေါင်းဆောင်တွေကလူမှုသဘောထားဆန္ဒနဲ့တောင်းဆိုချက်၃ရက်ကိုလည်းတင်ပြခဲ့ပါတယ်အဲ့ဒီအချက်တွေကတော့အထမဖမ်းဆီးအကျဉ်းချခံထားရတဲ့လူမှုခေါင်းဆောင်ဒေါ်စန်းစုကြည်သမရဦးဝင်းမြတ်တို့နဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံးချင်းချက်မရှိအ мян ဆုံးလွတ်ပြီး စစ်အုပ်စုပြင်ဆင်နေတဲ့အရေးကောက်ပွဲကိုလူထုတရက်လုံးကပြက်ပြက်သားသားစန့်ကျင်ရင်းနဲ့လူငယ်လူရွယ်များစွာကိုတည်ရင်းနဲ့ပို့နေတဲ့အထမအစစ်မှုထမ်းဥပဒေလုံးဝဖျက်သိမ်းရေးတို့ဖြစ်ပါရဲ့ရှင်။